ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးပြည်စင်ဝင်ပပန်းနူရအလှကိုပိုင်ဆိုင်စေမယ့် Bond White Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်။ မင်္ဂလာပါရှင်ကျမတို့ရဲ့ Bonds အလှပရေးရာဆွေးနွေးပွဲစီစဉ်လေးမှာလှိုက်လဲစွာကြိုဆိုပါရစေဖူးဖူးရဲ့အကြိုက်ဆုံး favorite skin care product ကဘာများဖြစ်မလဲဆိုတာသိချင်နေပါတယ်ရှင်ဖွေပန်းနှုတ်ရောင်တဘာဝအသားရည်ရချင်တဲ့အတွက် Bonds ရဲ့ White Beauty Skin Care Series ကိုအတိအထားသုံးပြနေပါတယ်ဟုတ်ကဲ့ကျမဆက်လက်ပြီးတော့နီနီကိုလည်းမေးပေးပါမယ်နီနီရောဟုတ်ကဲ့ပါမမိုးရေနီက Bonds ရဲ့ Pure White မျက်နှာသစ်စပြာကိုအသုံးပြဖြစ်ပါတယ်အဲ ပေါင်းဆက်ပြီးတော့ official form ကမျက်နှာပေါ်မှာရှိဖုံဖုံနဲ့အညစ်အကြေးတွေကိုဟိုအတွင်းမိုက်ဒီတတိယရောက်တန့်စင်ပေးနေလို့နေရာအရန်ကိုကြိုက်နေတတ်ပါတယ်။မိုးဆက်ရဲ့ secret လေးကိုပြောပြပါအောင်။အားလုံးနဲ့တိုက်ဆိုင်ကြပါမယ်။မိုးဆက်အခု flawless white ဆိုတဲ့ series ကိုတုံးဖြစ်ပါတယ်။မိုးဆက်တုံးဖြစ်တာမျက်နှာသစ်စပြားရဲ့ day cream ရဲ့တုံးဖြစ်တယ်။အဲ့ဒါစတုံးတဲ့အချိန်မှာမိုးဆက်တတိထားမိရာကြီးလင်းတောက်ပါတဲ့အသားရည်ကိုရရှိလာရဲ့လို့ခံစားရပါတယ်မမို။မမိုးကလည်းအမြဲတမ်းနှုတ်ပြုံနေတာမမိုးကဘာသုံးလဲမမိုးသုံးတာကတော့မမိုးရဲ့အသက်အရွယ်အတွက် H Miracle ကိုသုံးပါတယ်။ Bonds ရဲ့ H Miracle ကိုသုံးလိုက်တဲ့အခါမှာအရေးအကြောင်းတွေအဆက်ပြောက်တွေကရော့ပါသွားတဲ့အတွက်မမိုးစိတ်ထဲမှာငကောအထက်ပို့ပြီးတော့ငယ်ရွယ်နှုတ်ပြူသွားတယ်လို့ထင်မိပါတယ်။တကယ်ပါပဲ။ဟုတ်ပါရဲ့။မှန်ပါတယ်။မမိုးကအမြဲနှုတ်ပြူနေပါတယ်။ကျေးဇူးတင်ပါတယ်။ မောဇတ်တို့အားလုံးရဲ့အခုလိုမျိုး beauty tips လေးတွေကိုပရိသတ်ကြီးနဲ့ share လုပ်ဖို့အတွက်နောက်ဘက်ကနေစပြီးတော့ beauty talk ဆိုတဲ့အစီအစဉ်ကနေပြီးအားလုံးမျှဝေဖို့အတွက်ပြုလုပ်သွားမှာဖြစ်ပါတယ်။မမိုးတို့၄ယောက်စလုံးဟာ Pons ရဲ့ beauty talk အစီအစဉ်လေးမှာရှိနေမှာဖြစ်တဲ့အတွက် Pons ရဲ့ beauty talk အစီအစဉ်ကနေပြီးတော့ပရိသတ်ကြီးကိုစောင့်ကြည့်နေပါရဲ့ရှင်။ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်အပတ်စဉ်တင်ဆက်ပေးနေကြ Let's talk ဆိုတဲ့အစီအစဉ်မှာတော့ဒီတစ်ပတ်မှာအထူးဧည့်သည်တော်တူကိုကျွန်တော်ရိုသေလေးစားစွာ ဖိတ်ခေါ်ထားပါတယ်ခင်ဗျာအာဒီတစ်ပတ် Let's talk စီစဉ်ပါကျွန်တော်လည်းတန်မိုးမဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ဆက်ပေးမယ့်သူကတော့အာတခက်တခါကရမယုတ်ရှင်လောကမှာပြန်လည်တော့အောင်မြင်ကြော်ကြားခဲ့တဲ့သူတူလည်းဖြစ်ပါတယ်ဒါအပြင် Academy စုတွေကိုလည်းပိုင်ဆိုင်ထားခဲ့သူတယောက်ဖြစ်ပါတယ်2001ခုနှစ်ကစလို့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူမှုရေးနယ်ပယ်မှာတကယ်အထူးကြတဲ့ ပရိုက်တာလုပ်ငန်းတွေကိုဆွန်းဆွန်းတမန်ဆောင်ရွက်ရင်းတဲ့လက်ရှိအချိန်မှာပရိုက်တာကာချုပ်ကြီးဖြစ်အားလုံးကတလီတစားတံမိုးထားရတဲ့ကျွန်တော်ဦးကျော်သူကိုဒီအစီအစဉ်မှာရင်းမြန်းတင်ဆက်ဖို့ရွေးချယ်ထားပါတယ်ခင်ဗျာဦးရမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပါတကယ်လို့မအားမလတ်တဲ့အချိန်တွေ ပရိုက်တာလုပ်ငန်းတွေကြားရနေပြီးတော့ဒီကျွန်တော်ရဲ့ဒီ interview အစီအစဉ်မှာပါဝင်ပေးရတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ခင်ဗျာ ်ဟုတ်ကဲ့ပါအဲကျွန်တော်ဥကျော်သူနဲ့တွေ့ကျင်နေရကြပါပြီခင်ဗျာကျွန်တော်မှလည်းမေးမြန်းခြင်းတဲ့အကြောင်းအရာလည်းအများကြီးရှိနေပါတယ်အဲဒီတဲကမှအဲကျွန်တော်ငယ်ငယ်တုန်းကဆိုလို့ရှိရင်ကျွန်တော်အဲကျွန်တော်မှတ်မိသလောက်အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကောက် ြောမယ်ဆိုလို့ရှိရင်တော့ရုပ်ရှင်စကားနှစ်ကားရှိတာပေါ့ဗျာတကားကတော့ဒိုးစကားပါနောက်တကားကတော့လှကလေးစင်စကားပါခင်ဗျာအဲ့ဒီစကားမှာဆိုလို့ရှိရင်လဲဒိုးစကားမှာဆိုလို့ရှိရင်လဲဟိုဥရဲ့ပြုတ်ဆောင်ချက်တွေအကုန်လုံးပါဆိုလို့ရှိရင်တော့လက်ရှိအချိန်ထိပေါ့နော်ဟိုပြိသက်တွေရင်းနေမှာတတတလည်းကြံခဲ့ပါတယ်လှကလေးစင်စကားကတော့ကျွန်တော်တို့ဟိုမိမလိုဝတ်ဆင်ထားတဲ့ဝတ်ဆောင်ဒီဇိုင်းလေးကလည်းကျွန်တော်တို့ရဲ့မျက်စီထဲမှာအမှုပညာချစ်ပြိသက်တွေရင်းနေမှာလက်ရှိအချိန်ထိထင်ကြံစေပါခင်ဗျအဲလက်ရှိအချိန်မှာ အာဒေါက်တာစိတ်ဖွားရုပ်ရှင်ဇာတ်ကားကိုလည်းပြန်လည်ရိုက်ကူးနေတာဖြစ်တယ်လို့ဆက်ပြီးတော့အမှုပညာလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်မလားဆိုတာလည်းပြည်သက်တွေအရင်စိတ်ပါဝင်စားတဲ့အချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပထမဆုံးပြောကြားပေးပါခင်ဗျာဒီဒိုးဇာတ်ကားဒိုးဇာတ်ကားစာပြောရစီဒီဒိုးကတော့မူရစီဝတက်ဖြစ်ရေးကားပေါ့လေဟုတ်ကဲ့ပါအဲ့ဒီကားတော့တော်တော်ပြင်ပန်းတယ်ဒါကျွန်တော်တို့မျိုးသားရုပ်ရှင်ရပဲထုတ်ခဲ့တဲ့ကားဒီဇာတ်ကလည်းကျွန်တော်ကိုယ်တိုင်ရွေးပြီးတော့သူဇာတ် ဝတ္ထုညာများတင်္ဂါလေးများစွာစွာဒါစာပေစုရတဲ့ဝတ္ထုအဲ့ဒါကိုကျွန်တော်တို့ရိုက်ဖို့ယူလိုက်တယ်ယူလိုက်တယ်မှာတိုက်တာအချီဆိုးထုံးနဲ့ဦးချီဆိုးထုံးနဲ့ရိုက်ဖို့လို့တော့ကျွန်တော်ကဒိုးဆိုတဲ့နာမည်ကိုကျွန်တော်ပေးခြင်းနဲ့ဇက်ကောင်နာမည်ကလည်းဒိုးတော့သိုးသူလည်းပါတော့သိုးသူကမျိုးမျိုးကြီးဒိုးကြီးနဲ့မျိုးကြီးဘာလို့ဒိုးပေးခြင်းလဲဆိုတော့ကျွန်တော်ကလူငယ်တွေကိုပြစ်မှတ်ထားမယ်ဒီမူရစီပါ တိုက်ဖြတ်ရေးအတွက်ဘယ်လိုအထူးကြဆာဒိုးနဲ့ဒိုးကစားတယ်လို့ဒီတရုတ်ကိုပေါ်ချင်တဲ့ဒါကျွန်တော်ဒီဒိုးဆိုတာကိုကျွန်တော်ပေးခဲ့တယ်အဲအဲကရိုက်တဲ့အချိန်မှာတော်ပင်မနဲ့ကျွန်တော်ဘောလုံး training နဲ့ဆင်းရတယ်တက္ကသိုလ်ဘောလုံးကွဲမှာဆင်းရတယ်တော့ gym နိုင်ကွင်းဆလင်းကွင်းအဲမှာဘောလုံးချိန်ပွဲတွေအမျိုးမျိုးချိန်ပြီးတော့ကန်လူကြမ်းအဖွဲ့တွေနဲ့ချိန်ကန် လရွေးစင်ဟောင်းနဲ့ချင်းကအဲ့လိုဒီလုတ်ခဲ့ရတာ။ဒါမွေးရစီစီုံနေပါလိလာတယ်။ပြော်ရဲဘက်စကန်နေပါလိလာတယ်။အဲ့တော့အဲ့လိုဒီပေမခံပြီးရိုက်ခဲ့ရတယ်ကာ။အဲ့ကာကျွန်တော်ကုမ္ပဏီစကားစုရတယ်။အမျိုးသားရုပ်ရှင်ရတယ်။ဂျိုက်တာစုရတယ်။အဲပြုဆောင်စုမရခဲ့ဘူးပေါ့ဗျာ။ဟုတ်ကဲ့။မရခဲ့တော့အဲ့ကာနဲ့ပတ်သက်ပြီးကျွန်တော်ကျွန်ရဲ့နှလုံးသားထဲမှာ ထိုင်ရာတစ်ခုရခဲ့တယ်။ဘာကြောင့်တိဥ္စောမကောင်းမင်းနဲ့ဒိုက်တာနဲ့ဒီစကားအောင်မြင်တဲ့စာအသေးပဲသိမရှိဘူး။အဲ့တော့ဟိုကျွန်တော်ကယ်မီနဲ့ပတ်သက်ပြီးကြောခန်းစားချက်ပေါ့လေအဲ့ဒါ။နောက်ခုနလှလေးစိန်လှလေးစိန်ကြတော့ကျွန်တော်88ရေခင်အပြီးမှကျွန်တော်ပါပီမှစကားရိုက်ဖို့ကန်လာတယ်။ကျွန်တော်အဲ့ဒီချိန်တော့88ရေခင်ကကျွန်တော် ဒီတတ်မတော်စစ်တပ်ကိုတော့ဒီကြောက်ကြောက်သွားပြီးတော့ကျွန်တော်ဒီဟာကိုမရိုက်ဘူးဆိုပြီးကျွန်တော်ညင်းတယ်အမျိုးမျိုးရှောင်ပြေးခဲ့တယ်ရှောင်ပြေးခဲ့တဲ့အတွက်လည်းဒီလိုအကယ်မီစုတွေကိုရာသစ်တဲ့အချိန်မှာမပြေးဘဲနဲ့ထားခဲ့တယ်လို့ဒါကြောင့်ကျော်ရဲ့ခံစားချက်ပေါ့လေပါစင်နဲ့ခံစားချက်အဲ့လိုရှိခဲ့ရှိခဲ့ပြီးဒီလှလေးစိန်ကြတော့ဘာဖြစ်လို့လက်ခံလဲဒါမေးစရာရှိရဲ့စစ်တပ်ကိုကြောက်တယ်စစ်တပ်ကမရိုက်ချင်တဲ့သူကဘာလို့လှလေးစိန်ရိုက်လဲလာလေးစိန်ကားကြတော့ တကယ်တဘာဝပြင်ပမှာလမ်းသေးရဲ့တသေးသာလမ်းသေးရဲ့လှုပ်တယ်စစ်တပ်တွေဝင်သွားတယ်စစ်တပ်တွေကြတော့ကမောက်ကမတွေဖြစ်တယ်တကယ်ကိုတဘာဝကြတဲ့စက်ကောင်စီအိုက်တီလှုပ်ရတယ်အဲ့တော့ဒီလိုလမ်းသေးရဲ့တယောက်ကနေပြီးတော့စစ်တပ်တွေရောက်သွားတယ်တပ်ထဲမှာ training လုပ်တဲ့ညမှာအလိုလိုအကျော်တော်တွေဖြစ်တယ်ဘေးဆုံးကြတော့ဒီသူအနစ်နာခံပြီးအသေးခံပြီးတော့သူတိုက်ပွဲကိုတိုက်လိုက်တယ်အဲ့တော့ ဒီဟာအင်မတန်ကောင်းတယ်။ဘာကြောင့်ဒီအဲ့လိုကာမျိုးကြတော့ဒါတက်မတော်ဘူးဒါကြည့်တဲ့သူတွေကလည်းချစ်မယ်တနာပါမယ်။အဲ့လိုဖြစ်စေခြင်းဖြစ်စေတဲ့ဇကာမို့လို့ဒါကျွန်တော်လက်ခံလိုက်တာ။အဲ့မှာဒါဒါတနာဦးတော့ဆုံးသွားရှာပြီ။ဒါတနာဦးနဲ့ဒါကျွန်တော်ညှိနှိုင်းပြီးတော့ကျွန်တော်ရက်ခဲ့တဲ့ကာ။အဲ့တော့ဒါရုပ်ရှင်အပိုင်းပေါ့လေ။အဲ့တော့ခုနကပြောတာဒီဒိုးရဲ့ လာလေးစင်ကလေးစင်စကားရဲ့ပြန်တော့အခုလက်ရှိပြန်လဲရိုက်ကူးနေလက်ရှိပြန်ရိုက်တာတော့ဒါ2000စက်တင်ဘာတန်ခါရေးခင်ကြတော့ကျွန်တော်တန်ခါတော့ဒီဆွန်ကတ်အဲဆွန်ကတ်ရဲ့အမှုနဲ့ကျွန်တော်အမှုပညာလုပ်ငန်းကြီးပိတ်ခံလိုက်ရတာပေါ့လေပိတ်ခံလိုက်တော့ကျွန်တော်ဒီရုပ်ရှင်လည်းရိုက်ခွင့်မရဘူးရိုက်ပြီးသားကလည်းပြခွင့်မရဘူး ဇလန်းလဲရိုက်ခွင့်လည်းမပြုတော့ဘူး။နောက်ကျွန်တော်ဂျာနယ်တွေထဲလဲထည့်ခွင့်မပြုဘူး။ကျွန်တော်သတင်းထည့်ခွင့်မပြုဘူး။နာမည်ပိုင်းတော့ထည့်ခွင့်မပြုဘူး။ဥပမာကျွန်တော်ဆရာကြီးမင်းသင်္ကာဆုံးသွားဆုံးသွားတော့ကျွန်တော်ဝမ်းနဲ့ကြည်ခွဲကြောင်းဆိုပြီးတော့သတင်းစာထဲမှာထည့်တယ်။ကျော်သူဆိုလို့နာမည်ပါတဲ့အတွက်ထည့်ခွင့်မပြုခဲ့ဘူး။အဲ့တော့ဒါကျွန်တော်ဟိုအမှုပညာလောကကိုလည်းတော်တော်လေးအဟက်ကွာသွားတယ်ဒါ၈နှစ်လောက်ကွာသွားတယ်။ကွာသွားတဲ့အချိန်မှာဘာမြင်လာလဲဆိုကျွန်တော်ဒီပရာဟိတလှုပ်ရင်လှုပ်ရင်းနဲ့ပရာဟိတသမားတယောက်ရဲ့ ဟိုကခံစားချက်တွေမြင်လာတယ်။အာဥပမာငါအရင်တော့မင်းသားမင်းသားတော့ငါဘာတွေလှုပ်လဲအများအတွက်ဘာတွေလှုပ်လဲပြန်စဉ်းစားရအများအတွက်လှုပ်တာနင်းနေကိုနာမည်ကြီးဖို့ကိုပတ်ဆိုင်ရဖို့ကိုမှာပေးသက်ရှိဖို့ကိုအတက်ကြီးပဲလှုပ်တာများနေအဲ့တော့မဟုတ်သေးဘူးဆိုပြီးကြောင်ပြန်ပြီးစဉ်းစားပြန်သုံးသပ်တော့ကြောင်ဘဘဥဒုက္ခကျောင်းတော်ရဲ့ကြီးစုရှင်ဘဘဥဒုက္ခဘာဖြစ်လို့ဒီလောက်အောင်မြင်တာလဲသူကဘလို့ဒီလှုပ်လဲဆိုတော့ဘဘကိုပြန်စဉ်းစားလိုက်တယ်ဘဘဘာသာကြီးလဲအရင် ဘာသာရေးသမားကြီးနောက်ဒီပရဟိတသမားနောက်အနုပညာသမားအနုပညာသမားကိုပြန်ကြည့်လိုက်တော့ဘဘဥဒုကရိုက်တဲ့ကားရရဟန်းစားသောသွန်တနတ်တို့လိုဒါဘာသာရေးနဲ့ညွေတဲ့ကားမျိုးနောက်မိဘမြေတာတိရဖော်တဲ့အကားအချစ်အနှစ်ကမြေတာနောက်အဖေနဲ့ဘာသာကျွန်တော်နဲ့ဦးစောလင်းနဲ့ရိုက်ခဲ့ရတဲ့ကားအဲ့လိုကားတွေရိုက်တော့ဟာဒါအပြည်သူကိုလည်းအကျိုးပြုတာပဲအနုပညာနဲ့ပရဟိတနဲ့တွဲဖက်လှုပ်လို့လည်းရတယ်ဆိုရဲဟာကိုဒါကျွန်တော်သိလိုက်တယ်သိလိုက်တဲ့အချိန်မှာဒီ ိုင်ငံတော်အစိုးရအပြောင်းလဲဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဒီပြန်ပြီးတော့ဒီရုပ်ရှင်ပြန်ရိုက်ခွင့်ပြုတယ်ဆိုပြီးကျွန်တော်ကြားတယ်ဟိုတရားဝင်စာနဲ့ထွက်တာတော့မဟုတ်ဘူးပိတ်တုံးကလည်းတရားဝင်စာနဲ့ပိတ်တာမဟုတ်ဘူးဟုတ်ကဲ့အဲ့လိုကြားတဲ့အချိန်မှာကျွန်တော်လာကန်းလန်းတဲ့ကားကြီးကြည့်တယ်ဒါပေမဲ့ကျွန်တော်ဇက်တွေကိုကြည့်တော့ကျွန်တော်တိတ်ပြီးဟိုကျွန်တော်စိတ်နဲ့မတွေ့ဘူးမတွေ့ဆိုတာသူကဖြောပြေးကားတွေဟာပကားတွေဒါတွေဖြစ်တော့ကျွန်တော်လက်မခံခဲ့ဘူးဒါပေမဲ့ဒီ professor doctor စိတ်ဖွာလာ ကမ်းလှမ်းတဲ့အချိန်ကျတော့ဒါဆရာကြီးမင်းသိန်းခါရဲ့ဇက်လည်းဖြစ်တယ်ပြောဒီဇက်ကောင်ဇက်ကလည်းကျွန်တော်လက်ရှိဟိုအနေထားနဲ့သူ့ဘာယာစာပေါ့လေအဲ့တော့ဒါနဲ့လည်းကိုက်ညီတယ်ပြီးတော့ဒေါက်တာစိတ်ဖွားရဲ့ပြောတဲ့စကားတွေတသက်နာတွေဖလော်တွေကကျွန်တော်တို့ဒါအင်္ဂလိပ်ခေတ်အနေထားရရေးထားပေးမယ်အခုခေတ်အထိကိုအံဝင်ခွင့်ကြားဖြစ်တယ်နောက်ထုတ်လုပ်သူကလည်းတကယ်ကိုစကားကောင်းတွေရိုက်နိုင်တဲ့အင်အားရှိတယ် ီးတော့ကျွန်တော်တွဲဖက်သေးဥစ္စာမဲ့သူတွေကလည်းရန်လေးတို့လိုရဲအောင်တို့လိုမင်းဦးတို့လိုဒါကျောင်းနဲ့အရင်တုန်းကညီကိုမောင်မတွေဖြစ်ခဲ့တဲ့အမှုပြန်ညီကိုတွေပြန်ဆောင်ရမယ်ပွဲဖြစ်တယ်။တော့ဒိုက်တာလည်းခင်စောမျိုးစာဒိုက်တာအေဝမ်မောင်လာမျိုးရဲ့ပါသူလည်းတကယ်ပညာတတ်တဲ့တယောက်အမှုပညာနဲ့ကျွမ်းကျင်တဲ့တယောက်အဲ့တော့ဒါကျွန်တော်အဖက်ဘက်ကစဉ်းစားပြီးတော့ကျွန်တော်လက်ခံလိုက်တယ်လက်ခံလိုက်တော့ဒီကားလည်းအခုပြီးသွားပြီပေါ့လေဟုတ်ကဲ့ပါဆရာကြီးမင်းတင်ခါရဲ့ ဝိထုဇက်ကောင်တွေကိုရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးခွင့်မပြုဘူးဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းရှင်းရှင်းလင်းလင်းသိကြပါခင်ဗျာအဲ့ဒါဆရာကြီးမင်းသိကရဲ့ဇက်တွေကိုအရင်တော့ခွင့်မပြုစားဒါ88အရေးကင်းနောက်ပိုင်းဆရာကြီးလည်းဒီတောင်းကြခံလိုက်ရတယ်ဗောလေတောင်းကြခံပြီးလွတ်လာတဲ့အချိန်မှာဒါဆရာကြီးရဲ့ဝိထုတွေကိုရိုက်ခွင့်မပြုဆိုပြီးဖြစ်တယ်ဖြစ်ပြီမဲ့ဒါကျွန်တော်ရဲစွန်ပြီးကျွန်တော်ပုံနာဘတ်ကိုကျွန်တော်ဇက်တက်လိုက်တယ် ရုပ်ရှင်ဇာတ်ကားကြီးအဲဒီပုံနာပါကွင်းကြတော့ရိုက်ခွင်ရလာတယ်ရိုက်ခွင်ရလာပြီသို့တော့အဲဒီချိန်တော့ကျွန်တော်ဆရာကြီးမင်းသိန်ခါရဲ့ရုပ်နဲ့ပေါ့လေဒီဇာတ်ကိုအဖွင့်ကိုကျွန်တော်ဆရာကြီးပြောတဲ့စကားလေးနဲ့ဒီဘကွန်ရဲ့ဖလော်ရီမှာဆင်းရဲနှိပ်စက်ကြလိမ့်မယ်ချမ်းသာအောင်လုပ်ဒီလိုဖလော်ရီဆရာကြီးပြောပြီးတော့ဇာတ်ကားကိုမိတ်ဆက်ပြီးတော့မှကျွန်တော်ဇာတ်ကိုစာရိုက်ဖို့ကျွန်တော်ကြိုးစားတယ်အဲတော့ဆရာကြီးရဲ့ရုပ်ကိုရိုက်ခွင့်မပေးဘူးပြီးတော့ဆရာကြီးရဲ့ဒီမော်ဘီကမယန်းတလင်းချံ အဲ့မှာလည်းရိုက်ခွင့်မပေးဘူးရိုက်ခွင့်မပေးတဲ့အတွက်ဒါကျွန်တော်ဆရာကြီးရဲ့စာအုပ်ဒီပုံနာပါကွန်စာအုပ်လက်ကလေးနဲ့ပဲဆရာကြီးအပန်းနဲ့ပဲဆရာကြီးရဲ့လက်ပဲကျွန်တော်ထည့်ပေးလိုက်ရတယ်ဆရာကြီးအပန်းနဲ့လက်ပဲအဲ့အဲ့လိုရှိခဲ့တယ်